ဘာကြောင့်ဒီမိုကရေစီလိုချင်ရသလဲလူအများကဒီမိုကရေစီဆိုသောစကားကိုတခွားဘွားပြောသောအခါတချို့လူတွေနားကြပြင်းကကြသည်ကိုမကြိုက်သောသူအကြောင်းကိုတန်တန်တကြပြောနေတာဟာပြီးမခံတတ်သောသဘာဝကြောင့်ဖြစ်ပါသည်အဲ့ဒီလိုနားကြပြင်းကတ်သူတွေကဒီမိုကရေစီဆိုတာမင်းဘလောက်နားလဲလို့ပြောနေတယ်လေသူများပြောတဲ့အကြတိုင်း လိုက်ရောင်မနေနဲ့စသဖြင့်တပတ်လူပါဇက်ပိတ်သွားအောင်ဖိပြောတတ်ကြသည်တကယ်လဲဒီပုံကိုယ်တွေပြောသလိုမင်းဘလောက်နားလေတယ်လို့မင်းရင်ကျွန်တော်တိတ်တော့နားမလဲပါဘူးဟုဝန်ခံရသူတွေများလိမ့်မည်သို့တော်ခမားဘောလို့ပြန်မေးလျင်သူကဘလောက်ကြကြနာနာဖြေနိုင်မည်လဲအเจ้าရတရက်ကိုခံစားနားလေယုံကြည်တာနဲ့ အမေးမြန်းအစိတ်ကြောခံနိုင်တာ မတူပါအများပြည်သူတွေသည်နိုင်ငံရေးသဘောတရားတွေစံကံအစိုးမိတ်တွေကိုရုတ်ဖတ်တဲ့ဆဲမနေတော့လဲသူတို့ရင်ထဲမှာဒီမိုကရေစီစနစ်ဤအနှစ်သာရတွေအခိုင်အမာအမြင့်တွင်နေပြီအခြားဟာတွေမသိတော့လဲဒီမိုကရေစီဆိုလျင်လွတ်လပ်မှုရှိမည်တရားမျှတမှုရှိမည်ဟု၍လူတွေသိကြသည် လလမှုကိုလိုချင်တာလူပင်ကိုတဘာဝဖြစ်သည်လလမှုရှိမှလဲသူအသက်ရှင်ရည်တည်မှုအတွက်သူအားထုတ်နိုင်ကြီးကျွန်ဘဝရောက်နေသောတိုင်းပြည်သည်လလမထူနိုင်တကယ်သို့လလမှုကင်းမဲ့သောသူသည်လဲလူလုံးမနိုင်မည်မဟုတ်ထို့ကြောင့်လဲလူတိုင်းလူတိုင်းလလစွာမွေးဖွားလာခဲ့သည်ဟူသောစကားတစ်ခုကိုလူမျိုးတရတပါးတို့ အထူးတလဲအရေးတယူပြုပြီးရေးခဲ့မှတ်ခဲ့အတည်ပြုခဲ့ကြတာဖြစ်သည်လက်လက်မှုသည်လူဤမွေးရပါပစ္စည်းသူပစ္စည်းသူပိုင်ရမည်သူမပိုင်လေတခြားသူတူတယောက်ကရယူသိမ်းဆဲထား၍ဖြစ်မည်အဲ့ဒါဆိုလျင်ဘဲမှာတရားမျှတပါမည်လေလွတ်လပ်မှုဟုဆိုလိုက်သည့်အခါဘာတွေလွတ်လပ်ချင်တာလဲ ကိုဝမ်းစာကိုရှာစားသည့်အခါမှာအနောက်ရှက်အဟန့်အတာမများဖို့ဖြစ်မည်ကိုအိမ်ကိုရာမှာနေထိုင်သည့်အခါလုံခြုံစိတ်ချမှုရရှိဖို့ဖြစ်မည်လူအများနှင့်ပတ်သက်သည့်ကိစ္စများမှာကိုစိတ်ဝင်စားတာတွေဝင်လုပ်ပြီးမဝင်စားတာတွေမလုပ်ဘဲအေးအေးဆေးဆေးနေနိုင်ဖို့ဖြစ်မည်ရက်နေရွာနေနေသည့်အခါအများနှင့်ဆက်ဆံပေါင်းသင်းရလိမ့်မည်ဟုလူတိုင်းသိကြသည် အဲ့ဒီလိုဆက်ဆံရသည့်အခါအသင့်အတဲ့ပြီးခံရလိုင်ရောရအနစ်နာခံရတာတွေရှိမည်ဆိုတာလေလူတိုင်းနားလည်ကြသည်သို့တော့အသင့်အတဲ့သာလက်ခံနိုင်ကြလိမ့်မည်လူအများရောနှောနေသည့်အခါတဦးကိုတဦးစီယုံနာဆွဲဆောင်တာတွေရှိမည်သဘောတူလျင်ပါသွားမတူလျင်အသင့်အတဲ့လက်ခံနားထောင်တိကျမကဆိုလျင်တော့တော်ပါတော့ဗျာဟုဆိုလိမ့်မည် အလောက်ကအစင်မပြေသည့်မိတ်ဆွေအားခမားမုံဟင်းကားမရောင်းနဲ့ဗျာကျောက်ဝက်လျှော့လာလို့ဘလောက်ပေးမယ်ဟုဆို၍ရပါသည်သို့သောလက်ခံမခံကသူ့သဘောဖြစ်သည်အရေးတကြီးအသေးအံအနေထားမျိုးမှာကျေးဇူးတင်လက်ခံခြင်းလက်ခံလိမ့်မည်သို့မဟုတ်လျင်တော့စဉ်းစားဖို့များသည်သူပြောတာငါအတွက်လားသူ့အတွက်လားစေတနာနဲ့ပြောတာပဲဟုယုံကြည်လျင်ပင် စေတနာသည်ကိုယ်တော်အကျိုးဖြစ်မည်လားမဖြစ်ဘူးလားမဝင်းကားဆိုင်ကအကျိုးမြတ်မသေးချာသို့တော်ကိုပိုင်ဖြစ်သည်လွလွလပ်လပ်လုံနိုင်သည်မရှောက်မှလှုပ်လျင်သူ့အလုပ်သမားဖြစ်လိမ့်မည်လာကတေးချလျင်ပင်လွလပ်မှုတော့မရှိစသဖြင့်လူသည် ကိုတော်ဝန်တကားကို ကိုပါတာလွလပ်စွာရှာစားကြံတော်စိတ်ရှိသည် ထို့ကြောင့်လဲလူအများကိုစီးကုပ်နှက်ပြည်တင်ပေးခြင်းသည်ဗဟုဥစည်းစနစ်များနဲ့အများပြည်သူတို့တဟဇာတာမတည့်ကြခြင်းဖြစ်သည်မလွတ်လပ်ခြင်းကိုမနှက်တတ်သလိုတရားမျှတမှုမရှိခြင်းကိုလဲသူတို့မလိုလားကလေးတွေအားလုံးမုတ်တရောက်တစ်ခုစီဝေသည့်အခါကိုမုတ်ကသေးနေလျင်သဘောမကျကိုတစ်ခုရပြီသူနှစ်ခုရလျင်လဲလက်မခံနိုင် ကျောင်းသားဘဝ၌စာမရတာခြင်းအတူတူဆရာမကသူ့ကိုခတ်တာတာတစ်ချက်ရိုက်ပြီးကိုကြတော့ခဏနာနှစ်ချက်ရိုက်လျင်သဘောမကျစာမေးခွဲမှာအဖြစ်မှန်တာစဉ်တူပါလျက်သူကြတော့အမှတ်ပြေးပေးပြီးကိုကြတော့ကက်ကက်တက်တက်အမှတ်လျှော့ထားတာမကျေနပ်လူကြီးဖြစ်လာတဲ့အခါမှာလဲထုံနီး၎င်းဝင်တရားရုံးမှာငွေများတရားနိုင်တာ မျက်နာကြည့်ရာဟင်းဘက်ပါတာလက်မခံနိုင် တရားဥပဒေသည် တရားမျှတမှုရှိရမည်တရားရုံးသည်မျက်နာမလိုက်ရတဖက်ကမစီရင်ရပြန်လန်ခုကံခြေပခွင့်ရှိရမည်နှစ်ဖက်ရှိနေတွင်ပြောကြဆိုကြရှောက်လဲကြတရားသူကြီးကတမာတမတ်ကြစွာဆုံးဖြတ်ဒီလိုပါပဲရထဲရွာထဲမှာကိုအမြင်မတော်တာတွေရှိသည် အဲ့ဒါတွေပြုပြင်မုံမှန်ခြင်းသည်ကောင်းအောင်လုပ်ပေးခြင်းသည်အဲ့ဒါတွေလုံနိုင်ရန်အတွက်ရက်ွက်လူကြီးရွေးပွဲကြွားတကြီးရွေးပွဲတွေဝင်ဖို့လိုသည်ဆိုလျင်သူဝင်ခွင့်ရှိသလိုကိုလည်းဝင်ခွင့်ရှိရမည်သူပြောဆိုစည်းရုံးကိုပြောဆိုစည်းရုံးသူ့ကိုလူအများထောက်ခံလျင်သူလုပ်ကိုကိုလူအများထောက်ခံလျင်ကိုလုပ်အဲ့ဒါဆိုလျင်တရားမျှတသည် တန်းသူအခွင့်ရေးရှိသည်ဟုမြင်သည်ဒါကိုလူအများသဘောကျသည်အများပြည်သူကဒီမိုကရေစီလိုချင်သည်ဟု ပြောတာသည်အဲ့ဒီလိုအနေထားမျိုးကိုရည်မျှော်ပြီးပြောခြင်းဖြစ်သည်သို့သောကိုလိုချင်တာတွေကြီးပဲလားလို့မေးလျင်ဒီလိုကြီးမဟုတ်ဘူးဆိုတာပြက်ပြက်သားသားဖြေချလိမ့်မည်လူတွေသည်စံပေးမှဆေးရသဘောကိုနားလည်ကြသည်လောက်ပိုင်ခွင့်ရှိသလို လုတ်ပေးရမည့်တာဝန်ရှိတာလဲသိကြသည်လုတ်ပေးကြတာတွင်များပါဘကောဟုလဲစောရကတက်နိုင်သည်သို့သောဘာမှအထူးတလဲမတောင်းဆိုလုတ်ပိုင်ခွင့်နဲ့တာဝန်မျှတာဖို့ပေးရသောဆံနဲ့ပြန်ရသောစေတန်ဖိုးချင်းညီမျှဖို့ကိုသာလူအများအလေးထားကြပါသည်ဒေါက်တာဖေမြင့် ဩဂုတ်လ2ရက်2010